ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့မှာတော့လူသားသမိုင်းနဲ့ပတ်သက်ပြီးရင် သမိုင်းဆရာတွေကဘယ်လိုမြင်ကြတယ်ဘောရဝန္တာဘာသာရေးဖုန်းရတော်ကြီးတွေကဘယ်လိုမြင်ကြတယ်သူတို့အမြင်တွေကဘယ်လိုရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးရင်ကျွန်တော်ဗီဒီယိုလုပ်သွားပါမယ်ဆိုတော့ကျွန်တော်အဲ့ဒီရှုထောင့်ကနေပဲဖုန်းတော်ကြီးတွေမြန်မာလူဖွဲ့စည်းမှာနှုတ်ဝင်နေတဲ့ဒီနှစ်ခေတ်ကလူတွေကတစားတစားဆုတ်ကက်လာဆိုတဲ့အယူဆနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်စစ်စစ်သွားပါမယ် ဆိုတော့ဒါတကယ်မှန်မှန်ပေါ့ဗျာ။ Okay ကျွန်တော်စလိုက်ကြအောင်ဗျာ။လူသားသမိုင်းနဲ့ပတ်သက်လို့ရှိရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်ပိဋကတ်သုံးပုံတည်းကဒီကနေ့ကအခညာတုံးမှာလာတဲ့လူသားသမိုင်းနေရာဘလို့ဘလို့ဖြတ်တန်းလာခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးရင်ကျွန်တော်ဘုရားဘာသာအမြင်ကိုဥစွာပြောပါမယ်။ဘုရားဘာသာကျမ်းဂန်တွေမှာဆိုတာလူသားသမိုင်းကဘလို့စတည်ဖြစ်ပေါ်လာလဲဆိုရင်ဒီကမာကြီးဟာပျက်စီးသွားတော့မယ့်အချိန်ဆိုတာရှိတယ်။ ဲ့ဒီလိုပြစ်စီသွားတော့မဲ့အချိန်ရောက်လို့ရှိရင်တတ္တဝါတွေအလုံးဟာအာဘဒ္ဒရာဘုံကို ရောက်သွားကြတယ်လို့ဆိုတယ်ဆိုတော့အာဘဒ္ဒရာဘုံဘယ်နှရှိမှန်းတော့ကျွန်တော်မသိဘူးပေါ့နော်စာထဲမှာရှိတဲ့တင်ပြောတာပြီးရင်ကဘာကြီးကပြန်လဲမှဖြစ်တည်လာမယ်အဲ့လိုကဘာကြီးပြန်ဖြစ်တည်လာတဲ့အချိန်ကျရင် အာဘဒ္ဒရာဘုံကနေလူပြည်ကိုတချို့ဂျမားတွေကပြန်လာကြတယ်လို့ဆိုတယ်အဲ့လိုပြန်လာတဲ့အချိန်မှာ ကဘာကြီးတစ်ခုလုံးကမိုက်မောင်းနေတာပဲလားတယ်မရှိဘူးနေတယ်မရှိသေးဘူးနေနေတယ်ညတယ်အဲ့လိုအရာတွေကဘာမှမရှိသေးဘူးပြီးတော့ရစ်တယ်လားတယ်ရာသီဥတုတွေဘာမှမရှိသေးဘူးလို့ဆိုတယ်အဲ့လိုအချိန်မှာသူတို့တွေကအဲ့ဒီလူသားလို့ပြောလို့ရနိုင်တယ်အာဝဇရာဘုံကရောက်လာတဲ့လူတွေဟာယန္တာပထုကြီးဆိုတဲ့ဟာကိုပဲစားကြတယ်ပေါ့နော်အဲ့လိုစားတဲ့အခိုက်မှာပဲသူတို့တွေကတတ်မှတ်ခြင်းကြောင့်သူတို့ရဲ့ခန္ဓာကိုယ်အယောင်တွေဟာ ကိုယောင်ကိုဝါတွေဟာပျောက်ကွယ်သွားကြတယ်လို့ဆိုတယ်။အဲ့လိုပျောက်ကွယ်သွားတာနဲ့တပြိုင်နက်သူတို့ဟာမိုက်မောင်သွားပြီပေါ့နော်။အဲ့လိုမိုက်မောင်တဲ့အတွက်နေရီလားတွေကိုတောင်းတကြတယ်။အဲ့ချိန်မှာနေရီလားတွေဟာပေါ်လာတယ်။နှက်ခတ်တရားတွေပေါ်တယ်။လူနှက်ခတ်တရားတွေပေါ်တဲ့အတွက်နေရီညားတွေစောင်းရသည်၊နွေရသည်စတဲ့ရန်သီးဥတွေကပြပေါ်လာတယ်လို့ပြောတယ်ပေါ့နော်။ပြီးရင်အဲ့လိုရတပထဝီကိုစားကြလို့ပဲသူတို့ရဲ့ခန္ဓာကိုယ်တွေကကြမ်းတမ်းကြတယ်။အရှင်ကထက်ပိုပြီးမှကြမ်းတမ်းလာကြတယ်လို့ပြောတယ်။ကြမ်းတမ်းလာတဲ့အမျှ တချို့လူတွေမှာအသွင်ပြင်တွေကွဲပြားလာတယ်တချို့သူတွေကြာရင်ရုပ်ဆင်းအင်္ဂါတွေကအင်မတန်ချောမောလှပတယ်အဲတချို့သူတွေကြာရင်တော့ကချောမောမလှပကြဘူးအဲ့လိုဟာတွေတဆင်သူတွေဟာအဲ့ဒါမစ္စတရီယာတွေအဲ့ဒီတရားတွေကိုလည်းစာပြီးခံစားလာကြရတယ်လို့ဆိုတယ်ဒီလိုနဲ့နှစ်ပေါင်းများစွာဖြတ်သန်းလာရင်လည်းသူတို့စားနေကြရတ္တပထဝီတွေကလည်းပျောက်သွားတဲ့အတွက်ဘာလေးပေါ်လာလဲဆိုရင်မှုဝင်ကြီးတွေပေါ်လာတယ်ပေါ့နော်အဲ့လိုမှုဝင်ကြီးတွေပေါ်လာရင်အဲ့မှုဝင်တွေကိုပဲစားကြတယ်လို့ဆိုတယ် ဲ့လိုမဟုတ်ဝိညာဉ်လည်းပါအင်မတန်ရတာရှိရဲဆိုပြီးမှလည်းပြောပါတယ်။စာပြကျမ်းကမှာတော့ပြီးရင်အဲ့ဒီကြာနေတဲ့ပြိုင်နေထဲဘာလို့ပေါ်လာလဲဆိုရင်တယောက်နဲ့တယောက်အထင်မြင်သေးတာတွေအိတ်တာမစ္စရီယာတွေငါပဲပို့ပြီးမှလှတယ်သူကမလှဘူးဆိုတော့အထင်သေးကဲ့ရဲ့ရှုတ်ချမှုအဲ့ဒီသဘောတရားတွေကစတဲ့မှာဖြစ်ပေါ်လာတယ်လို့လည်းဆိုပါတယ်။ပြီးရင်ဒီလိုနဲ့တစားစားမှုပွင့်တွေပျောက်သွားတဲ့မှာဘာလို့ပေါ်လာလဲဆိုရင်နွေချိုတွေပေါ်လာတယ်။နွေချိုတွေကလူတွေကလူသားတွေကစားသုံးကြတယ်လို့ဆိုတယ် အဲ့လိုနဲ့နှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့နောက်မှာတော့ကနွေချူတွေကလည်းပဲပျောက်သွားတယ်။အဲ့ဒီအချိန်မှာတလေစဘာတွေအဲ့ဒီတလေစဘာတွေကအလိုလိုဖြစ်တဲ့တလေစဘာပေါ့နော်လူတွေစိုက်ထားတဲ့တလေစဘာမဟုတ်သေးဘူး။အဲ့တလေစဘာတွေပေါ်လာတယ်။မနေ့စားချင်လို့ရှိရင်သွားပြီးမှတလေစဘာသွားစားတယ်မနေ့မှပြီးရင်ညနေဆိုလို့ရှိရင်အဲ့တလေစဘာတွေကအလိုလိုပြည်လာတယ်လို့ဆိုတယ်။ဒါပေမဲ့လည်းလူတွေကအလိုလိုဘာများလာနေမြတ်နောက်နေ့အတွက်နောက်နေ့အတွက် နောက်ရက်တဲ့တွေ့ဆုံမှာတင်းစည်းလိုမှုတွေပိုးမှလောဘတွေဖြစ်လာကြတယ်။အဲဒီချိန်မှာတလေးစမားတွေကလည်းအရင်လိုအလိုလိုပြည့်မနေတော့ဘူးခန့်ချောက်လာတယ်။အဲ့မှာတလေးစမားနေမြေကိုသူ့ပိုင်နေငါပိုင်နေဆိုပြီးမှအာစီးတွေချားလာကြရေပေါ့နော်။အဲ့ချိန်မှာတချို့သူတွေကသူများအစီးတွေကမသိအောင်ယူကြတယ်ပေါ့နော်။အဲ့လိုယူတဲ့အချိန်မှာအဲ့ဒီနာဒါနာဆိုတဲ့သူတို့ဘာပစ္စည်းကိုခိုးယူမှုတွေဖြစ်ပေါ်လာတယ်ဆိုပြီးမှပြောရေပေါ့နော်။သူများပစ္စည်းခိုးယူမှုဆိုတဲ့လောကလူမှုရေးပြည်ထောင်နေကို ကကွယ်ဒါစီဖို့ဘလိုလူတန်းစားပေါ်လာလဲဆိုရင်မဟာတမတဆိုတဲ့လူကိုအဲ့ဒီခေလူဖွဲ့စီကသူတို့ရဲ့အုပ်ချုပ်သူအနေနဲ့တင်မြောက်လိုက်ကြတယ်လို့ဆိုတယ်။တင်မြောက်တဲ့နေရာမှာလဲအော်စာထဲမှာလာတဲ့အတိုင်းဆိုလို့ရှိရင်တော့ကသူကဂျုံကြီးပိုချောမောတဲ့လူကြည့်ရှုဖွဲ့ပိုကောင်းတဲ့လူအော်စီစဉ်ဥစ္စာပိုကြည့်တဲ့လူပဲသူတို့ကမဟာတမတမင်းဖြစ်တင်မြောက်လိုက်ကြတယ်ဆိုရင်မှဒီစာကြောင်း၃ခုနဲ့ဝိသေသနာပြုခဲ့ကြတယ်ပေါ့နော် အဘိရူပတရာတို့ဒသနိယတရာတို့မေတ္တကတရာဆိုတဲ့ဒီသုံးခုနေပဲဝိသေသနာပြုပြီးမှမဟာသမတကိုရွေးချယ်လိုက်ကြတယ်စဉ်းစားကြရသူမှအုံနောက်ပါမလာဘူးပေါ့နော်ဆိုရှင်ကအသိဉာဏ်အရင်ကြီးမြင်မှမနေဘူးလို့ကျွန်တော်ကောက်ချစ်ကြရင်ရရနိုင်တယ်အဲ့မှာပဲလူသားသမိုင်းကစပြဿနာတက်ပြီလားမသိပါဘူးဗျာဆိုတော့ကျွန်တော်ပြောချင်တာကဘာလဲဆိုရင်လူသားသမိုင်းကိုဘောရမန္တရှူတော်ရကြည့်ရဲ့နေရာမှာစဖြစ်တည်တည်ချင်းဟာတကယ်ကိုမြင့်မြတ်တဲ့လူအနေနဲ့ ဆင်းသက်လာတယ်နင်းမြတဲ့လူဆိုတာဟာအာဘဒရာဘုံကနေဓမ္မကနေဆင်းသက်လာတယ်ဆိုပြီးမှကောက်ချက်ဆွဲလို့ရတယ်အဲ့လိုစဆချင်းမှာလူတွေကမွန်မြတ်တယ်တရားဓမ္မတွေပြီးထွန်းတယ်အဲ့အတွက်ခိုးမှုလူရင်းမှုတွေမရှိဘူးလို့ဆိုရဲပေါ့နော်ဒါနဲ့တစား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 နေမလာလိုက်ကြတာတိုက်တိုက်ကြခိုက်ကြတေးကြတက်ကြအလူကြရက်ကြအဲ့လိုဟိုင်းနေပြည်တင်းနေတယ်ဆိုပြီးမှသူတို့ကောက်ချက်ချတယ်အဲ့ဒီအတွက်လူသားသမိုင်းဟာအင်မတန်ရှီလျားလာတာနဲ့အမျှခေဦးလူသားသမိုင်းဟာဉာဏ်ပညာဖွံ့ထွားတယ် ကိုရှင်တရားဖွံ့ဖြိုးတယ်လို့ကောက်ချက်ချရတယ်။ဒီဖက်ကလူဖွဲ့စီဟာကိုရှင်တရားဟာတည်သိမ့်နေဆွေရုပ်တယ်လို့ကောက်ချက်ချရတယ်။အဲ့ဒီရှုတော်ကနေကြည့်ပြီးမှပဲသူတို့ဟာဒီနေ့ခေတ်လူသားတွေဟာစုတ်ကက်ကိုရောက်ပြီးဆိုပြီးမှသူတို့ကစုတ်ကက်ဆိုတဲ့အယူဆကိုတည်ထွင်လိုက်ကြတယ်ပေါ့နော်။ဟောပြောကြတယ်၊ပူချကြတယ်၊ယုံကြည်ကြတယ်။ဆိုတော့ဗုဒ္ဓဘာသာအရှုတော်အညာကိုပဲလူသားသမိုင်းကိုကြည့်ရတဲ့နေရာမှာလူသမိုင်းရဲ့အစဟာတကယ်ကိုမွန်မြတ်တဲ့ပုံကိုဓမ္မဟာနေ ဆင်းသက်လာတယ်ဆိုတဲ့အယူဆကိုကင်ဆယ်ပြီးမှတစားတစားတစားစားလူတွေဟာကိုရင်တရားတွေပြပြလာခြင်းကိုပဲဒီနေ့ခေတ်လူတွေဟာရှေးခေတ်လူဖွဲ့စီဟာရှေး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 လူဖွဲ့စီရဲ့ကိုရင်တရားတွေသိဉာဏ်တွေကိုမမြင်ရတော့ဘူးဆိုတဲ့အယူဆအနေနဲ့ဒီနေ့ခေတ်လူတွေဟာဆုတ်ကပ်ဖြစ်တယ်ဆိုတဲ့အယူဆကို သူတို့ပုံဖော်ကြတယ်ဟောပြောကြတယ်မှတ်ယူကြတယ်ပေါ့နော်ဒါတော့ကလူသားသမိုင်းနဲ့ပတ်သက်လာလို့ရှိရင်ဘုရားဘာသာမှာလာတဲ့အဟောကျွန်တော်ပြောခဲ့တာပါ တမိုင်းဆရာတွေနင်းနေရောလူသားတမိုင်းတွေပတ်သက်လာလို့ရှိရင်ဘလို့တွေယူဆကြလဲဆိုတာနဲ့ပတ်သက်ပြီးရင်ကျွန်တော်တမိုင်းဆရာတွေရှူတော့ကအမြင်ကိုကျွန်တော်ပြောပါမယ်ကျွန်တော်လူသားတမိုင်းမစားခင်ဒီခါရှိဟာဘယ်ကနေစဖြစ်တည်လာလဲဆိုတာကိုကျွန်တော်အနေအချင်းအနေနဲ့ပြောပါအောင်မယ်လွန်ခဲ့တဲ့နှစ်ပေါင်း73.8ဘီလီယံလောက်ကနေအဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဒရက်ဝတ်ထုနဲ့စွမ်းအင်တွေစတဲ့ဖြစ်ပေါ်ခဲ့တယ်တဲ့အဲ့ဒါရူပဗေဒရဲ့အစဖြစ်တယ်အဲ့မှာပဲအက်တမ်နဲ့မော်လီကျူးတွေဖြစ်ပေါ်လာတယ် အဲ့ဒါဓာတုဗေဒရဲ့အစဖြစ်တယ်ဆိုပြီးမှပြောတယ်။ပြီးရင်နှစ်ပေါင်း4.5ဘီလီယံလောက်မှာကမ္ဘာကျောဟာစတင်ဖြစ်တော့ပေါ်တယ်လို့ဆိုတယ်။ဒါသာဖြစ်လာလိုက်တာနှစ်ပေါင်း3.8ဘီလီယံလောက်အရောက်မှာတော့ကတရှိတရှိတတဝါတွေစတင်ဖြစ်ပေါ်တဲ့ဇီဝဗေဒအစအကိုရောက်ရှိခဲ့တယ်လို့ဆိုတယ်။တရှိတတဝါလို့ဆိုတဲ့နေရာမှာကျွန်တော်လူသားတွေမဟုတ်သေးဘူးเนาะအဲ့ဒါကိုလည်းကျွန်တော်သတိပြုစေချင်တယ်။ဒီလိုနဲ့ဒါသာလွန်ခဲ့တဲ့နှစ်ပေါင်း6တန်းလောက်မှာဆိုလို့ရှိရင်လူသားတွေနဲ့ ချင်ပန်စီမျောင်းများဟာစပြီးမှဖြစ်တည်လာတယ်လို့ဆိုတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2.5နှစ်ရောက်မှာတော့ကအာဖရိကမှာလူသက်တော်ဟာတွေဆင်ငယ်ပြောင်းလဲလာကြတယ်။ပြီးရင်ကြောက်လန့်တဲ့ကိရိယာတွေကိုတီထွင်အသုံးပြုလာကြတယ်လို့တမန်ဆရာတွေဆိုရယ်ပေါ့နော်။ဒီလွန်ခဲ့တဲ့နှစ်ပေါင်း2တန်းလောက်ကနေစပြီးမှပဲလူသားတွေဟာအာဖရိကကနေစပြီးမှကြားတစအာရှဥရောပတိုက်တွေအရှေ့အာရှတွေကိုပြန့်နှံ့လာခဲ့ကြတယ်။ အဲ့မှာတခြားတခြားလူသားမျိုးစိတ်တွေကလည်းကွဲပြားလာကြတယ်လို့ဆိုတယ်။ပြီးရင်လွန်ခဲ့တဲ့နှစ်ပေါင်း9သိန်းလောက်အရောက်မှာတော့ခါဥရောပနဲ့အရှေ့အလယ်ပိုင်းဒေသတွေမှာနီယန်ဒါသဲလူမျိုးတွေဟာတခြားတခြားဖြစ်ပေါ်လာတယ်။ပြီးရင်သူတို့တွေဟာကြောက်ွယ်သွားကြတယ်ပေါ့နော်။လွန်ခဲ့တဲ့နှစ်ပေါင်း3သိန်းလောက်အရောက်မှာတော့ခါလူသားတွေဟာမီးကိုတုံးဆွဲလာတဲ့ကြတယ်လို့ဆိုပါတယ်။ဒီလိုနဲ့တခြားတခြားနှစ်ပေါင်း2သိန်းလောက်အရောက်မှာကျွန်တော်တို့ရဲ့ လက်ရှိလူသားတွေလို့ခေါ်ဆိုနေကြတဲ့ Homo sapiens တွေကအရှေ့အာဖရိကမှာစတင်ပြောင်းလဲလာတယ်။နေမျိုးတွေချက်တွင်လာရတယ်ပေါ့နော်။လွန်ခဲ့တဲ့နှစ်ပေါင်း9 9000လောက်ရောက်မှာတော့ကစဉ်းစားတိမြင်တဲ့ပြောင်းလဲမှုစတင်ဖြစ်တဲ့ဘာသာစကားတွေဖြစ်ပေါ်လာတယ်။ဒါဟာလူသမိုင်းရဲ့ဒီနှစ်ခေတ် Homo sapiens ရဲ့အစဖြစ်တယ်ဆိုပြီးမှသမိုင်းဆရာတွေကခိုင်မာတဲ့ကောက်ချက်ကိုချခဲ့ရတယ်။ဆိုတော့ပြန်စဉ်းစားကြည့်ရင်နှစ်ပေါင်း9000လောက်ပဲရှိသေးတယ်ပေါ့နော်။ကျွန်တော်တို့ sapiens ရဲ့အစဆိုလို့ရှိရင်ပြီးရင်ဒီလိုနဲ့ နှစ်ပေါင်း၄၅000လောက်အရောက်မှာတော့ကစီဘီအန်နီဟာအော်စတြေးလျတိုက်ကိုအခြေချတယ်။အော်စတြေးလျတိုက်ကိုအခြေချတဲ့ပြိုင်နေ့အော်စတြေးလျတိုက်မှာရှိကြတဲ့တကယ်ကြီးမားတဲ့ထရိတ်ဆန်ကြီးတွေဟာမျိုးတုံးသွားကြတယ်ပေါ့နော်။ဒါတိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူး။စီဘီအန်နီဟာရွေချစ်ချစ်ရှိတိုက်ခိုက်ခဲ့ကြတယ်ဆိုရင်မှလည်းကောက်ချစ်ဆွဲပါတယ်။ဒီလိုနဲ့အစင်ကောင်းစရာနဲ့နှစ်ပေါင်း၃000လောက်အရောက်မှာတော့ကနီယန်ဒါသယ်တွေမျိုးတုံးသွားကြတယ်။ဒီနီယန်ဒါသယ်တွေမျိုးတုံးသွားတဲ့ပတ်သက်ပြီးရင်လည်း theory နှစ်ခုကောက်ချက်ချကြရပေါ့နော်အဲ့ဒီ theory ကဘာလဲဆိုရင်အချင်းချင်းမျိုးပွားမှု theory ဆိုချင်တာကစီဘီယန်တွေနဲ့နီယန်ဒါန်တွေကမျိုးဆက်သွားတဲ့အတွက်နောက်ပိုင်းမှာစီဘီယန်တွေကပဲဗီဇာအရာပုံမလွှမ်းမိုးသွားပြီးမှနီယန်ဒါန်တွေဟာစားစားမျိုးတွန်းသွားတယ်ဆိုတော့အချင်းချင်းမျိုးပွားမှု theory တခုရှိတယ်နောက်တစ်ခုကအစားထိုးမှု theory replacement theory ပေါ့နော်အဲ့ဒါဘာလဲဆိုရင်နီယန်ဒါန်တွေနေရာမှာစီဘီယန်တွေက အစားထိုးဝင်ရောက်သွားကြတယ်။ဆိုချင်တာက CPN နေရာနီယန်ဒါသဲတွေကိုလူမျိုးတုံးတုတ်တင်မှုတွေပြုလုပ်ကြတယ်ဆိုပြီးမှအဲ့ဒီ theory ပေါ့နော်။ဆိုတော့ဒီ theory နှစ်ခုကိုသမိုင်းပညာရှင်တွေကဖော်ထုတ်ကြတယ်ပေါ့နော်။ဘယ် theory ကအတိအကျမှန်လဲဆိုတော့ကျွန်တော်တို့ပြောနိုင်လို့မရှိဘူးပေါ့လေ။ဆိုတော့ Rankin နှစ်ပေါင်း16000လောက်မှာဆိုလို့ရှိရင် CPN နေရာအမေရိကတိုက်မှာစတင်ခြေချတဲ့ CPN နေရာစတင်ခြေချတဲ့နေရာမှာပဲအမေရိကတိုက်မှာရှိရဲ့ data ရင်းတိရစ္ဆာန် ကြီးတွေဟာမြို့တုံးသွားရတယ်ပေါ့နော်ပြီးရင်လွန်ခဲ့တဲ့နှစ်ပေါင်း9000လောက်ရောက်မှာတော့ကနှစ်ဖြာကိုးွယ်မှုတွေစတင်ဖြစ်ပေါ်လာတယ်ပြီးရင် စာရေးသားမှုတွေဖြစ်လာတယ်ငွေကြေးတွေစတင်သုံးစွဲလာရတယ်လွန်ခဲ့တဲ့နှစ်ပေါင်း4200လောက်မှာဆိုလို့ရှိရင်တော့ကပထမဆုံး empire စာကုန်ဘီရဲ့ Akkadian empire ကိုစတင်တည်ထောင်ခဲ့တယ်ပေါ့နော်ပြီးရင်လွန်ခဲ့တဲ့နှစ်ပေါင်း2500လောက်မှာတော့ကကမ္ဘာညံလင်းခေတ်လို့ဆိုလို့ရတယ်အိန္ဒိယမှာအိန္ဒိယမှာဆိုရင်ဗုဒ္ဓဘောထွန်းနဲ့ ါရှန်အင်ပါယာတွေဟာလူသားအကျိုးပြုဆိုင်ရာနိုင်ငံရေးစနစ်တွေကိုတီထွင်ကြရတယ်။ငွေကြေးစနစ်တွေကိုတွန်းနေကြကြအသုံးပြုလာကြတယ်ပေါ့နော်။ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း2500လောက်ကစတာပေါ့နော်။ပြီးရင်နှစ်ပေါင်း2000လောက်မှဆိုရင်တီယိုဟန်အင်ပါယာတွေစတင်ဖြစ်ပေါ်လာကြတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း200လောက်မှဆိုလို့ရှိရင်စစ်မှုတော်လှန်ရေးကြီးဖြစ်တယ်ပေါ့နော်။စစ်မှုတော်လှန်ရေးကစလိုက်တဲ့လူအသိဝင်တွေဈေးဝယ်နေစီးပွားရေးစနစ်တွေဝင်လာတယ်။ penetration နေလေအကြီးကြီးမျိုးတုံသွားတယ်ပေါ့နော်ဆိုတော့ဒီနေ့ကကျွန်တော်ရောက်ရှိလာရတယ်ပေါ့ပြတော့ဗျာတမိုင်းဆရာတွေကလူသားတွေနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ဟာဒါသာသာ theory of revolution ပေါ့နော်ဒါဝင် theory ရဆိုလို့ရှိရင်တော့ကဒါသာသာပဲဖြစ်ထွန်းခွင့်ရတယ်ဆိုချင်တာကဒါသာသာဒါသာသာဒါသာသာအနေနဲ့ဖြစ်ထွန်းလာကြရပေါ့နော်ဘုရားဘာသာမှာမြင်သလိုမျိုးလူသားတွေရဲ့အစဟာဟုံးကနေတိုင်းကနေဂျမပီကနေဆင်းလာတာမဟုတ်ဘူးကျွန်တော်တို့ လူသားတွေဒီနှစ်ခေတ်စစ်ပီယန်ဆိုတဲ့လူသားမျိုးနွယ်တွေဖြစ်တည်ဖို့တောင်းပါကျွန်တော်တို့ဟာဒေတာရင်းထရိတ်ဆန်နေလားနီယန်တာနေတွေလားဒါမျိုးဝင်နေတိုက်ကြခိုက်ကြလူကြရက်ကြအသေးအံရုံးကန်ခဲ့တာပေါ့နော်အလွန်ခက်တဲ့နှစ်ပေါင်း၄သိန်းလောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့လူသားတွေဟာတိတ်ပြီးမှထင်ကြီးစရာမကောင်းသေးဘူးပြီးရင်အစာမျိုးစင်ခွေးဆက်ကထိတ်ဆုံးထိရောက်မလာသေးဘူးပေါ့နော်အလေလောက်မှာပဲရှိသေးရဲ့ဆိုရင်မှမင်းဆရာတွေကမှတ်ချက်ချရဲလူသားတွေ အစာခွင်းစိတ်ကထိတ်ဆုံးကိုရောက်တယ်ဆိုတာတိတ်မကြသေးဘူးပေါ့နော်နှစ်ပေါင်းတသိန်းလောက်ပဲရှိသေးတယ်အဲ့နှစ်ပေါင်းတသိန်းလောက်ရောက်မှပဲလူသားတွေကအစာခွင်းစိတ်ကထိတ်ဆုံးကိုရောက်ခဲ့ကြတယ်ပေါ့နော်ဆိုတော့အရင်ခက်ကနေရှေ့ရှေ့ကနေစပြီးမှလူသားတွေကတစားတစားပဲကြီးထွားခွင့်ရှိတယ်ပြီးရင်လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်တသမ5သန်းလောက်ကဆိုရင်လူသားတွေအုံတော့က600ကုဘစင်တီမီတာပဲအရွယ်စားရှိတယ်ဒါပေမဲ့ဒီနှစ်ခေတ်လူသားတွေရဲ့အုံနောက်က1200 ကုဘစင်တီမီတာနဲ့1400ကုဘစင်တီမီတာကြားရှိတယ်ဆိုတော့ကျွန်တော်တို့ဒီကဘာပေါ်မှာရှိတဲ့တက်တဝါတွေထဲမှာပုံနောက်အရွယ်စားအကြီးမားဆုံးကိုကျွန်တော်တို့လူသားတွေပိုင်ဆိုင်ထားရတယ်ပေါ့နော်ဆိုကျွန်တော်ကဒီလိုဖြစ်လာဖို့လေကျွန်တော်တို့ဟာတစားတစားပြောင်းလဲလာခဲ့ရတယ်အများကြီးတိုက်ခိုက်လာခဲ့ကြရတယ်ရုန်းကန်ခဲ့ကြရတယ်ဒီနေ့ဒီချိန်ကြီးရောက်ဖို့ဆိုတော့ဆိုကျွန်တော်ကတမိုင်းဆရာကြီးရှိတော့အနေကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာလူသားတွေရဲ့အစားတစားတစားပဲပြောင်းလဲလာရတဲ့အတွက်ပိုးကြီးမှတိုးတက်လာရတယ် ပိုးကြီးမှဖွင့်ထွားလာတယ်။ပိုးကြီးမှဖွင့်ဖြိုးလာတယ်လို့ကောက်ချက်ဆွဲလို့ရတယ်ပေါ့နော်။ဒီလိုပဲကောက်ချက်ဆွဲရမှာပဲ။မင်းဆရာမိခွန်းကတမိုင်းဆိုင်ရာရှီတော်ကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့ကလူသားတွေကိုကျွန်တော်တို့ဆုတ်ကဲ့လူသားတွေလို့ပြောလို့ရနိုင်ပါမလား။ဘယ်ဟနိုင်မလဲ။အုံတော့အရွယ်စားလေပိုးကြီးကြီးမှလာတယ်။အစာခွင်းစရာထိတ်ဆုံးလိုက်ရောက်လာတယ်။ဘလောက်ထိရောက်လာလဲဆိုရင်ကျွန်တဲ့တတဝါတွေရဲ့အနာဂတ်ကိုကျွန်တော်တို့လူသားတွေကစီမံနေတဲ့အထီတောင်ရောက်လာနိုင်နေပေါ့နော်။ရောက်လာနေပြီပေါ့လေ။ တမိုင်းဆိုင်ရာရှုထောင့်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီနှစ်ခေတ်ကိုဆုတ်ကန်လို့ပြောလို့မရဘူးလို့ကျွန်တော်စဉ်းစားချင်ပါတယ်။သင်တို့ဘယ်လိုထင်ကြလဲ။ဒီနှစ်ခေတ်ဘာသာရေးဆရာကြီးကနေစာလိုက်တဲ့ဒီနှစ်ခေတ်ကြီးကဆုတ်ကန်ပါလို့ပြောတဲ့အယူဆဟာဂျင်းတက်တက်လားဓမ္မမဟုတ်ရင်ဒီလိုပြောနိုင်ဖို့အထောက်အထားတွေဟာဘာတွေများရှိလဲဆိုတာနဲ့ပတ်သက်ပြီးခင်ဗျားတို့ပြောသွားကြပါအောင်ဗျာဆိုကျွန်တော်ဒီနှစ်ခေတ်လူဖွဲ့စည်းတွေဟာသူတို့မြန်မာပြည်ပဲထားပါတော့ဗျာကျွန်တော်မြန်မာပြည်ဟာဘုံရဲ့ ပိတ်စိတ်တဲ့အခြေခံရတယ်။ရှုံးပါတယ်။အဲ့တော့ကြီးမဆုတ်ကက်လို့ပြောလို့ရနိုင်နေလို့ခင်ဗျားတို့ယူဆလား။ဒီနေ့ခေတ်လုံးတို့မျိုးပဲ။မြတ်စွာဘုရားခေတ်ကမြတ်စွာဘုရားတတော်ထင်ရှားရှိစဉ်ခါတုန်းကဝိတ္တုမအားလဲပါလူမျိုးတို့တပ်ဖြတ်မှုတွေလုပ်ခဲ့တယ်ဆိုတာကိုခင်ဗျားတို့မမေ့ဖို့လိုရပါတော့။တကယ်ကိုလူမျိုးတို့တပ်ဖြတ်မှုကိုတကယ်ကျူးလွန်ခဲ့တဲ့ဝိတ္တုပါပါတော့။ဆိုတော့လူမျိုးတို့တပ်ဖြတ်မှုတွေရာဒီနေ့ခေတ်မှာမဟုတ်ဘူးဗုဒ္ဓခေတ်တုန်းကလည်းရှိနေရေဆိုတာကိုတော့ကျွန်တော်ဒင်းစကားပါရှင်ကြည့်ပါတော့။ ထည့်ပြီးစဉ်းစားနေအောင်လို့ပါဆိုတော့ဗျာဆုတ်ကက်ဆိုတဲ့အယူဆကျင်းလားခင်ဗျားတို့ဘယ်လိုမြင်ကြလဲအောက်က comment မှာဝင်ရေးပေးသွားကြအောင်ဗျဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးတော့မှထပ်တွေ့ကြမယ်ဗျာ